တော့ပထမဦးဆုံးအနေနဲ့ကျွန်တော်ကချင်ပြည်နယ်ရဲ့စစ်ရေးသတင်းကိုပြောပြချင်တယ်။ဒီမချမ်းပေါ်တိုက်ပွဲနဲ့ပတ်သက်ပြီးတော့ဆိုရှယ်မီဒီယာတွေထဲမှာမြင်ရလိမ့်မယ်။ဗီဒီယိုပြဖို့ကလည်းတနတ်တန်ဒီသတင်းလေးနဲ့ဆိုတော့မပြနိုင်ဘူး။ဆိုတော့အခုစစ်ခွေးတွေနဲ့ဒီပြည်သူခွေးတွေထွက်ပြဲသွားတာ ပြောစရာစကားတော့မရှိဘူးအခုဒီစစ်ခွေးတွေကဘလောက်အထိမူလလက်ဟောင်းခွေးတစ်စိတ်ကိုဘလောက်ကြိုက်တယ်လဲဆိုတာကိုပြောပြချင်တယ်ကျတော့ငယ်ငယ်တုန်းကတော့ကြောင်းသွားလို့ရှင်လွဲအိတ်နဲ့သွားကြတယ်အခုမြို့ကြီးမှာနေတဲ့85ရာခိုင်နှုန်းလောက်သောကြောင်းသားတွေဟာလွဲအိတ်ကင်မဲ့အစား backpack နဲ့ကြောင်းသွားကြတယ်ဒီလိုမျိုးပေါ့နော်တနေ့ပြီးတနေ့တိုးတက်လာကြတယ်အိမ်မှာလည်းပဲ ठी နဲ့ထမင်းချက်စားတယ် မီးတွင်းနဲ့ချက်စားတယ်လက်စင်နဲ့ချက်စားလာတယ် gas နဲ့ချက်စားလာတယ်အဲ့လိုမျိုးနဲ့တိုးတက်လာခဲ့ကြတယ်ဒါပေမဲ့မူလာလက်ဟောင်းခွေးတစိုက်ကိုကြိုက်တော့ဟဲ့စခွေးတွေကတော့ဟိုးကျမစမြင်ဘူးကတဲ့ကနေမှအပေါက်ကြီးကြီးနဲ့ချင်းချားတုံးတာခုချိန်တိတုံးတာဆိုတော့အခုဒီမချမ်းပေါ်မှာခွေးပြဝပြပြသွားတဲ့အခါမှာတလန်းလုံးမှာချင်းချားတွေ ပုံးနေတာပဲကျမရဲ့ဒီ YouTube ထဲမှာတင်ပေးလိုက်ပါတယ်နော်ဘာကြောင့်မို့ပြဲလို့ရှင်တို့ပစ္စည်းမေ့သွားကြတယ်လို့ပြောတဲ့အခါတချို့တွေကတော့နော်ကိုယ့်ရဲ့ပစ္စည်းကိုမမိတဲ့သူတွေကတော့ဒေါကန်ကြပါတယ်သဘောကျလို့လို့ပါနော်ဆိုတော့ အော်တိုဘလာ73ရဲ့နေတုန်းကကျွန်မျိုးမြင်းပြောသွားတာက KIA 10ရောက်နဲ့ PDF 10ရောက်ကတော့စစ်ခွေးဘက်ကိုအမောင်ခုံချသွားတယ်ဆိုပြီးမှပြောသွားတယ်ဆိုတော့အခုဘယ်မှာလဲမသိဘူးဒီ KIA နဲ့ PDF တွေကိုလိုက်ရှာတာမတွေ့ဘူးပဲစစ်တပ်ထဲမှာအလေးဝင်သွားတယ်လို့လိုက်ရှာတာမတွေ့ဘူးဒါပေမဲ့စစ်ခွေးနဲ့ပြည်သူခွေးတွေကတော့တမလွန်ဘက်ကို အလင်းဝင်သွားတဲ့စစ်ခွေးတွေနဲ့ပြည်သူခွေးတွေအများကြီးတော့အခုကျွန်တော်တို့ကချင်ပြည်နယ်မှာရှိနေတယ်ဆိုတော့အကြောင်းပြောချင်တယ်။တစ်ချိန်တည်းမှာပဲအခုကျွန်တော်တို့ဘယ်နှမ်းမှာမြင်ရတယ်နော်။ ကချင်တို့မျိုးဖြစ်ပြီးမှကိုမြေကိုရယ်ကိုရယ်ဒေတာကိုဖျားသခင်ကပေးထားတယ်ဒါပေမဲ့လည်းပဲကျွန်စိတ်ရှိနေတော့ကချင်တို့မျိုးတွေကိုနေရာကိုဟောက်ခွေးတွေကိုလာအုပ်ချုပ်ခိုင်းစေချင်တော့ကချင်တို့မျိုးတွေအခုနင်းတို့ရဲ့အုပ်ကြီးစည်းရင်းတွေအတိအကျထွက်ခဲ့လာပြီနော်ဆိုတော့ကျွန်တော်ကချင်တို့မျိုးတွေကကိုရယ်ကချင်တို့မျိုးတွေရဲ့တမိုင်းမရိုင်းရအောင်ကချင်တို့မျိုးထဲမှာနော်ကျွန်စိတ်ရှိနေတော့သူတွေကိုချိန်မုံဖို့ရတဲ့အချိန်ဖြစ်တယ်ဒါကြောင့် င်မို့ကချင်မျိုးတွေရဲ့ရာဇဝင်မရရင်အောင်ကချင်မှာ ခွေးတုံမဆိုတာမရှိအောင်ပပျောက်အောင်လုပ်နေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင်းအုတ်ကြီးစင်းတွေအခုထွက်ပေါ်လာပြီတကယ်လို့ဒါနင်တို့ကခွေးမျိုးနဲ့မသေးချင်ဘူးလူဖြစ်ချင်တယ်ဆိုလို့ရှင်တော့အမြန်ပြောင်းလဲကြပါလို့ဒီကနေပြောချင်တယ်နော်ဆိုတော့အခုဒီမချမ်းပေါ်မှာတမလွန်ဘက်ကိုအလေးဝင်သွားတာတွေအများကြီးရှိတယ်လို့အခုအခြေကျိုးလက်ကျိုးသွားတာတွေအများကြီးရှိတယ်ဒါကြောင့်မို့မနေ့ကတော့ခွေးကားနဲ့ကျိုးပိတ်နေတော့ ခွေးတွေကိုလာခေါ်သွားပြီးမှအခွေးဆဲယုံဘက်ကိုရောက်ရှိသွားပြီဆိုတဲ့အကြောင်းပြောပြချင်တယ်။ဝိုင်းမော်မှာတော့ထူးထူးခြားခြားတိုက်ပွဲတွေတော့မရှိဘူး။ဒါပေမဲ့လက်နက်ကြီးတွေနဲ့ပစ်ခတ်တယ်။ပြီးလို့ရှိရင်အခုပမောတနတ်တန်တွေနဲ့ပြည်နေတဲ့အတွက်ကြောင့်ကျမအတန်တက်တဲလေးထိပေးမယ်။နားထောင်ကြည့်ရအောင်နော်။ နှုတ်ရဲ့လေးကိုရောငါတို့လေးစီးပြီလာပါပြီလေးစီးပြီလာပြီကွာပမောမဒီလိုမျိုးအခြေအနေရောက်နေပါတယ်ဆိုတော့ကြောင်းပြောချင်တယ်ပြီးနောက်တစ်ခုကတော့ဗတ်မောက်မှာကဗတ်မောက်မျိုးရဲ့အနောက်ချမ်းမှာရှိတဲ့ဆယ်မိုင်မှာဆက်လက်ပြီးတော့တိုက်ပွဲတွေပြင်းထန်နေတယ်ဆိုတော့ကြောင်းပြောပြချင်တယ်ဒီနေ့ကတော့ကျွန်မခွေးကောင်းဆောင်နှကောင်ရဲ့ပြောသွားတဲ့ဗီဒီယိုလေးကို reaction လုပ်ချင်တဲ့အတွက်ကြောင်းအချိန်ကြီးအရန်ကြာသွားမှာစိုးတဲ့အတွက်ကြောင်းကျွန်မတခြားအပြည်နေတဲ့အတိုင်းကစစ်ရဲတွေကိုထည့်မပြောတော့ဘူးဆိုတော့အခုဗတ်မောက်ဦးဆုံး အနေနဲ့ကျတော့ဗီဒီယိုတူတူလေးကိုနားထောင်ကြည့်ရအောင်နော်ပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနဲ့ဒိုင်းရင်တန်းနဲ့ကိုင်အဖွဲ့အစည်းများအကြမ်းမှာတနင်္ဂနွေပြစ်ကတ်တက်ခိုက်မှုရစဲသဘောတူစာချုပ် NC ကိုချုပ်ဆိုနိုင်ခဲ့တာစနစ်ပြင်းပေါက်တဲ့နေနဲ့ရှိသောနေ့ပဲဖြစ်ပါတယ်ကျွန်တော်လည်းရတာ89နှစ်ကျော်ပြီဖြစ်ပြီးတော့လာမယ့်2018ဆိုလို့ရှိရင်နှစ်80ပြည့်ပါတော့ကျွန်တော်လူလာရဲ့ရတာဘာများပြည့်ပြည့်ဝဝခံစားရလဲပေါ့ဒါကျွန်တော်တို့ပြန်ကြည့်ဖို့လိုပါလိမ့် လူ့လာကြရေဘယောဂမြူးမှုတွေကြောင့်အခုထိတိုင်းပြည်မှာတိုင်းတန်းပြည်သူတွေဒုက္ခဆင်းရဲမျိုးစုံနဲ့ကြုံတွေ့နေရတာဖြစ်ပါတယ်ကျွန်တော်အိန္ဒိယနိုင်ငံတွေပါဝင်တည်ငြိမ်ပြီးတော့တိုးတက်နေတဲ့နိုင်ငံသားနဲ့နှိုင်းရှင်ကြည့်နိုင်ပါတယ်ကိုနဲ့အင်အားတူတဲ့သူနဲ့လူကြီးအပြင်တူညီတဲ့အကျယ်ဝဝအပြင်တူညီတဲ့စီဝါရေးအပြင်တူညီတဲ့နိုင်ငံတွေနဲ့နှိုင်းရှင်ကြည့်လို့ဆိုတော့ကျွန်တော်နောက်ကြကြံကြတော့တွေ့နေပါတယ်ဒီရင်ပြပဘယောဂမြူးမှုကြောင့် အဲကျွန်တော်တို့ဒီလိုဒါဖြစ်လာခဲ့တယ်ဆိုတာကိုကျွန်တော်တွေ့ပါတယ်အားနဲ့ကျအရှိဆုံးတော့နိုင်ငံသူနိုင်ငံသားတွေထဲမှာအသိပညာတတ်ပညာအတိုင်းပညာအားနဲ့နေတာဆိုတာလေကျွန်တော်တို့တွေ့ပါကျွန်တော်1980ခုနှစ်နဲ့ဒီမိုကရေစီနဲ့ပတ်သက်ပြီးတောင်းဆိုမှုတွေလုပ်တဲ့အချိန်မှာပြည်သူကနေပြီးတော့ပါတီဆိုဒီမိုကရေစီကိုသွားကျင်တယ်လို့ပြောတော့တဲ့ကြောင်းကဲဟုတ်ပြီအားဖြင့်လည်းပြည်သူရဲ့ဌာနဖြစ်တဲ့ပါတီဆိုဒီမိုကရေစီစနစ်ကိုကျွန်တော်တို့အခုရအောင်သွားကြတာဖြစ်ပါတယ် ဒီမိုကရေစီနဲ့ဖက်ဒရယ်စစ်ကိုခြေခံတဲ့ပြည်တော်စုတည်ဆောက်ရေးလည်းကျွန်တော်သွားပါဒါကတမတော်နေပြီးဥဆောင်ပြီးလုပ်ပေးခဲ့တာဖြစ်ပါအဲ့ဒီအချိန်တုန်းကရှိခဲ့တဲ့အချိန်ကြီးရပါလေဒီအခြေခံဥပဒေကျွန်တော်ရေးဆွဲခဲ့တော့ဖြစ်ပါဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ပြည်ပမှုလိုအပ်တယ်ဆိုတာကျွန်တော်နားလည်ပါတယ်ဒါကြောင့်ကျွန်တော်ဒီ2016ခုနှစ်နိုင်ငံရေးတာဝန်ယူပြီးတဲ့အချိန်မှာတိုင်းဒေသကအဖွဲ့အစည်းတွေနိုင်ငံရေးပါတီတွေနောက်သုံးသုံးတည်သုစထတဲ့ပုံကိုယ်တွေကျွန်တော်ကိုယ်တိုင်တော်တော်ကောင်းကျွန်တော်ရဲ့ကုစားကုသလေများနဲ့တော်တော်ကောင်းအချင်းချင်းတွေ့ဆုံဆွေးနွေးပြီးတော့မှ ပြန်ဟုတ်ပြီအခြေခံဥပဒေတွေပြင်ဖို့တဲ့ကျွန်တော်တချို့အရင်ကျွန်တော်သဘောတူညီချက်ကိုပေးပါတယ်ကျွန်တော်ကိုယ်တိုင်လည်းဖြစ်ချင်ပါတယ်ကျွန်တော်ရဲ့စန္ဒကတိုက်ပြီးအေးချမ်းပြီးတော့တိုးတက်ခြင်းနဲ့တိုက်ပြီးဖြစ်ချင်တယ်ဘာလို့လဲကျွန်တော်နှုတ်ချချင်ခရရဒါကြောင့်ဖြစ်နေတာကျွန်တော်ဘက်လုပ်ပေးမယ်တိုင်းသားနဲ့တက်ဆိုင်ရတက်ဆိုင်ရပုံကူများလည်းဖြစ်နေတာကိုပဲပြောဖို့လုံးကြဖို့ဒါပြောချင်ပါတယ်မဖြစ်နေတာလည်းရှောက်ပြောပြီးတော့ကမလုပ်နိုင်လို့မရပါဘူးဥတိချက်မှန်ကန်တဲ့လုပ်ဖို့ကျွန်တော်လိုအပ်ပါတယ်တိုင်းသားနဲ့ပတ်သက်ပြီးတော့ တောင်းဆိုချက်တွေလုပ်တဲ့အခါမှာနိုင်ငံရေးအစီအမင်းဖြစ်တဲ့လွတ်တော်ပေါ်မှာပြောနိုင်တာတော့အကောင်းဆုံးဖြစ်ပါတယ်။မနေ့ကပြုလုပ်ခဲ့တဲ့ NCA ဆယ်နှစ်ပြည့်အခမ်းအနားထဲမှာဒီခွေးတပူကနဲ့ဟောင်းသွားတာကတော့တိတ်ပြီးမှရှင်းလင်းပါတယ်။ဒီ NCA ဆိုတာဟာမြန်မာနိုင်ငံအစိုးရတည်နဲ့တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကနေမှငြိမ်းချမ်းရေးအတွက်စာချုပ်ချုပ်ဆိုခဲ့တဲ့အရာဖြစ်တယ်။ ဒါပေမဲ့လည်းပဲအခုမြန်မာနိုင်ငံမှာအစိုးရမရှိတဲ့အတွက်ကြောင့် DNCA ဟာမရှိတော့တာဖြစ်တယ်။စစ်ခွေးတွေနဲ့ချုပ်ဆိုခဲ့တာလည်းမဟုတ်ဘူးအစိုးရတွေနဲ့ချုပ်ဆိုခဲ့တဲ့အရာဖြစ်တယ်။အခု NCA ရဲ့တမိုင်းကြောင်းကိုသူတို့ကပြောလာခဲ့တဲ့အခါမှာ DNCA ကိုစစ်ခွေးတွေကနေစလာတာတော့မဟုတ်ဘူး။ KIO ဌာနဖြစ်တဲ့ Liza မှာ KIO ဒီဥဆောင်ပြီးတော့စတင်လာခဲ့တယ်။တိုင်းရင်းသားတွေအားလုံးကနေမှကြိုက်လို့ DNCA ကိုအစိုးရတွေနဲ့စာချုပ်ချုပ်ဆိုခဲ့တာ တိတ်မှန်ပါတယ်ဆိုတော့အခုပြောရရှိတာက KOD ဥဆောင်ခဲ့တဲ့ဒီ NCA ထဲမှာဘာကြောင့်မို့ KAO ကြတော့ဒီစာချုပ်ထဲမှာမပါလာတယ်မေကိုမေးရရှိတယ်ဆိုတော့ဒါကိုနည်းနည်းလေးကျွန်မ background ကနေမှပြောပြမယ်ဆိုတော့2023ခုနှစ်တုန်းက KAO အစည်းအဝေးပြီးသွားတဲ့အခါမှာ KOD ဘက်ကနေမှတိုင်းရင်းသားလက်နက်ကိုင်းတွေနဲ့ပူးပေါင်းပြီးတော့အခုငိုရုံမြန်မာတနင်္ဂနွေလို့ငင်းချမ်းဖို့ရတဲ့လိုအပ်လာပြီး ငါတို့ဒီလိုမျိုးတသက်လုံးဒီလိုမျိုးပြစ်ခတ်တာတော့အဆင်မပြေဘူးဆိုပြီးမှတိုင်ရင်သားလက်နက်ကိုင်းတဲ့အားလုံးပေါင်းပြီးတော့ NCA ဖြစ်ပေါ်လာဖို့ရတဲ့ KO ကနေမှအားကျိုးမှန်တက်လုတ်ခဲ့တယ်ဒီ KNU အုပ်ချုပ်တဲ့နေရာမှာလည်းပဲဆွေးနွေးပွဲတွေလုတ်ခဲ့တယ်ဆိုတော့2023ခုနှစ်တုန်းကဆွေးနွေးတိုင်ပင်ခဲ့တာတွေအကုန်လုတ်ပြီးတဲ့အခါမှာ2025ရောက်လာခဲ့တဲ့အချိန်မှာကျတော့တနိုင်ငံလုံးအတိုင်းအတာနဲ့စာချုပ်ချုပ်ဆိုဖို့ရတဲ့ အချိန်ဖြစ်လာခဲ့ပြီးအချိန်ကြာရောက်လာပြီးဖြစ်တဲ့အတွက်ကြောင့်စာချုပ်ချုပ်ဆိုဖို့လုပ်တဲ့အခါမှာ KAOD ပြုစုပြူထောင်ခဲ့တဲ့ဒီအစိုးရတွေက AAD ကိုအထင်တဲခဲ့တဲ့2021 2020မှာ PDF တွေကိုအထင်တဲခဲ့တယ်လို့ပဲ AAD ကိုသူတို့ကအထင်တဲခဲ့တယ် TNLD ကိုအထင်တဲခဲ့တယ် MNDAA တွေကိုအထင်တဲခဲ့တယ်ဒီ AAD ဆိုတာဟာ KAAD မွေးထုတ်ခဲ့တဲ့တိုင်းရင်းသားလက်နက်ကိုင်တွေဖြစ်တယ်2023 2025ဆိုတာခါဒီမြန်မာနိုင်ငံမှာရှိတဲ့ပြည်သူလူထုတွေလည်းမကြားဘူးတလို့ရှိတယ်အစ်မတမသေးငယ်သေးတဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်ခဲ့တယ်။ AAD ကိုလည်းပဲဒီ NCA ထဲမှာစာချုပ်ဆုပ်ဆိုဖို့ရတော့လုံးဝဒီအစိုးရတွေဘက်ကနေမှသဘောမတူညီခဲ့ဘူး။ TNLA ဆိုတာဟာ2023ရဲ့ရှေ့ကနေမှရှိခဲ့တယ်။ဒါပေမဲ့ TNLA ဒီဟာခဏခဏပြိုလဲမှုတွေဖြစ်ခဲ့တယ်။ KIO ဘက်ကိုရောက်လာတဲ့အချိန်မှာတောင်မှသူတို့ကသူတို့ရဲ့လက်နက်ကိုင်ဘဝဟာ0ဖြစ်ခဲ့တယ်။အဲ့ဒီအချိန်မှာကျွန်တော် KIADC ကိုရောက်လာခဲ့တယ်။ KIAD ဘက်ကနေမှအာသူတို့ကိုစစ်ပညာပြန်သင်ပေးခဲ့တယ်။ အဆအဆအယာယာ2019အထိပတ်စံထောက်ပံ့မှုတွေနဲ့သူတို့ကို ပြုစုပြူထောင်လာခဲ့တယ်ဆိုတော့ဒီ TNLD ကိုလည်းမြန်မာအစိုးရဒီဘက်ကနေမှအထင်တဲခဲ့တဲ့အတွက်ကြောင့် TNLD ကိုလည်းဒီ NCA ထဲမှာစာချုပ်ချုပ်ဆိုဖို့ရအတွက်ညှင်းဆိုခဲ့တယ် ထိုနည်းတူပဲ MNDAAD ဟာအရင်ကတည်းကရှိခဲ့တဲ့လက်နက်ကိုင်တွေဖြစ်တဲ့ဒါပေမဲ့မူရစ်ဆဲဝါကြောင့်သူတို့မှလည်းဘဝပြတ်ခဲ့တယ်။အဲ့ချိန်ခါမှာကျွန်တော် KIO ရဲ့စစ်ဌာနချုပ်ကိုရောက်လာခဲ့တယ်။သူတို့ကိုစစ်ပညာတွေဆက်တင်ပေးတယ်၊ဒီအုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေကိုတင်ပေးတယ်၊အစစအရာရာ TNLG ကိုပြုစုခဲ့တယ်လို့ AAD ကိုပြုစုခဲ့တယ်လို့ဒီ MNDAAD ကိုလည်းပဲ KIAD ဘက်ကနေမှပြုစုပြုထောင်ခဲ့တယ်။အဲ့အချိန်ခါတုန်းကတော့အင်အားနေသေးတဲ့တပ်ဖွဲ့တစ်ခု ဖြစ်ခဲ့သေးတာပေါ့နော်။အဲ့အချိန်တုန်းကဒီအစိုးရတွေလည်း MNDAAD ကိုအထင်တဲခဲ့တယ်။ဒါကြောင့်ဒီ NCA ထဲမှာလက်မရေးထုတ်ခွင့်လုံးဝခွင့်မပြုခဲ့ဘူး။ဆိုတော့ KIOD ဟာ တိအချက်ကိုမွေးထုတ်ခဲ့တဲ့လက်နက်ကိုင်းတွေကိုဒီ NCA ထဲမှာလက်လက်မမရေးထိုးခဲ့တာတွေပါသလိုနောက်တစ်ခုကတော့တေးတွေဖြစ်စေကြီးတွေဖြစ်စေ DAAD TNLD MNDAAD ကိုလည်းပဲသူတို့ရဲ့တိတ်ခါနဲ့သူတို့ရဲ့အဖွဲ့အစည်းနေနဲ့ရှိလာပြီးဖြစ်တဲ့အတွက်ကြောင့်ဒီအဖွဲ့အစည်းတွေကိုလည်းမထည့်ဘူးဆိုတဲ့အနေနဲ့ကျွန်တော် KIOD ကတော့ညီမျှချင်းမရှိတဲ့တန်းတူအခွင့်ရမပါဝင်တော့ စာချုပ်ဖြစ်တဲ့အတွက်ကြောင့် KIOD ကတော့လုံးဝဒီ NCA စာချုပ်ကိုမချုပ်ဆိုဘဲနဲ့နှုတ်ထွက်ခဲ့တာဖြစ်တယ်။ဆိုတော့ဒီ NCA ရဲ့အဓိကမူဖြစ်တဲ့အမျိုးသားတန်းတူရေးကိုပိုင်အုပ်ချုပ်ရေးလွတ်လပ်တရားမျှတမှုဆိုတဲ့အရာတွေကိုထည့်တွင်းပြီးတော့ဖွဲ့စည်းထားတဲ့ NCA ဖြစ်တဲ့အတွက်ကြောင့်အခုဒီ AAD ကိုမပါနဲ့ MTNLD ကိုမပါနဲ့ MNDAAD ကိုမပါနဲ့ဆိုတာဟာ ဒန်းတူအခွင့်ရဲကိုဘတ်မအူဆုံးချိုးဖောက်တဲ့အရာဖြစ်တယ်ဆိုတော့ဒန်းမတူလို့ပဲအေးအေးဒီနင်တို့ဟာငယ်သေးတယ်မလာနဲ့ TNL ဒီနင်တို့ဆိုလို့ရှင်တဲ့အစ်စ်မရှိဘူးမလာနဲ့ဆိုတာဟာဒန်းတူခွင့်ရဲဆိုတဲ့ပုံမှာလုံးဝချိုးဖောက်တာဖြစ်တယ်ဒါကြောင့် KIOD ကတော့သူတို့ဦးဆောင်ကမကထာလုပ်ပြီးမှစလာခဲ့တဲ့ NCA ဖြစ်ပေမဲ့လည်းပဲ KIOD ကတော့ နော်လုံးဝပါဝင်ခြင်းမရှိခဲ့တာဒါကြောင့်ဖြစ်တယ်ဆိုတဲ့အကြောင်းပြောချင်တယ်ဆိုတော့ဒီ NCS အချုပ်ကိုမချုပ်ဆိုကြတဲ့က NCS အချုပ်ရဲ့အဓိကအချက်တီကိုချုပ်ဖောက်ခဲ့ပြီးတာဖြစ်တယ်ဒါကြောင့်ဒီနေ့ဒီရဲ့ချိန်ထိဒီ NCA ဟာစာရွက်စုတ်တစ်ခုပဲဖြစ်တယ်ဆိုတဲ့အကြောင်းပြောပြချင်တယ်။ဆိုတော့အခုဒီအထက်မှာခွေးကျဘူးကဘာပြောလဲဆိုတော့ အခု2028ရောက်လာခဲ့တဲ့အခါမှာကျတော့လွတ်လပ်ရေးဆိုတာလည်းပဲ80ကိုရောက်လာခဲ့ပြီဒါပေမဲ့လည်းပဲလွတ်လပ်ရေးဆိုတဲ့အရာတာကိုမခံစားရခဲ့ဘူးလွတ်လပ်ရေးရပြီးခဲ့ပေမဲ့လည်းပဲပြည်သွင်းပြည်ပပျောကမျိုးမျိုးဒီကြောင်းမြန်မာနိုင်ငံမှာဒုက္ခတွေမျိုးမျိုးနဲ့ရောက်ရှိခဲ့တာဒီနေ့ဒီအချိန်ထိဖြစ်တယ်လို့ပြောတယ်ဆိုတော့ဒီပျောကကဘာလို့လုတ်တယ်လဲနင့်တို့ခွေးတွေလုတ်ခဲ့တယ်မဟုတ်ဘူးလား နင်တို့အာနာစတဲ့ခဲ့ပြီလွတ်လပ်ရေးရခဲ့တဲ့အချိန်ကလေးကကချင်တကြပမာတကြရှမ်းတကြပမာတကြနဲ့နေလာခဲ့တယ်ဆိုလို့ရှိရင်ဒီနေ့ကျမတို့မှာဘယ်ပယောကမှမရှိဘူးဒီပယောကကနင်တို့ခွေးတွေလုတ်ခဲ့တာဖြစ်တယ်နင်တို့ခွေးတွေဘက်ကနေမှ လူမျိုးကြီးဝါဒငါတို့ပမာတွေပဲအုတ်ချုပ်ရမယ်ဆိုတော့ခွေးစိတ်တက်ဝင်လာခဲ့တဲ့အတွက်ကြောင့်ဒီနေ့ဒီရဲ့အချိန်ကထိပ် မြန်မာနိုင်ငံဟာမငြိမ်းချမ်းသာဖြစ်တာဘေးပြည်တွင်းပြည်ပရဲ့ပယောကမှာမဟုတ်ဘူးအိန္ဒိချင်းနိုင်ငံတွေနဲ့ရှင်လဲလို့ရှင်လဲငါတို့မြန်မာနိုင်ငံဟာနောက်ကျတယ်လို့ပြောတယ်နောက်ပြန်ဆွဲနေတာအခုဘယ်သူလဲအရင်တုန်းကမြန်မာနိုင်ငံမှာတိုက်အိမ်ဆိုတာဟာရည်သွက်လို့ရတယ်ဒါပေမဲ့လည်းပဲတော့လွန်ခဲ့တဲ့ဆယ်နှစ်လောက်မှာပဲမြန်မာနိုင်ငံမှာတိုက်အိမ်တွေကပိုများလာခဲ့ပြီးပြီးတော့ကျောင်းတွေများလာခဲ့တယ် နည်းနည်းလေးအဆင့်လေးတွေတက်လာခဲ့တဲ့အခါမှာဒီနှစ်2021ကနေ2025အထိနင်းတို့မြို့ရွာတွေဘလောက်ကိုဖျက်ဆီးလိုက်ပြီလားဆိုတော့အခုအညာတွေမှာဆိုလို့ရှင်ရွာလိုက်ရွာလိုက်မြီးရှို့လိုက်တယ်တချို့ဆိုလို့ရှင်ဘယ်နေရာမှာကအခုအိမ်မတော်မသိအောင်နင်းတို့မြီးရှို့လိုက်တယ်ဆိုတော့အခုရှမ်းမြောက်မှာဆိုလို့ရှင်လည်းညံ့ညက်ကြအောင်နင်းတို့နော်ဘုံကျဲတိုက်ခိုက်ခဲ့ပြီအခုကျွန်တော်ဘုံမဘယ်မှာကအိမ်လဲမသိဘယ်မှာကလေယာမမသိအ ုံနင်းတို့ဖျက်ဆီးလိုက်တယ်ဆိုတော့အခုမြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံတွေအားလုံးကြည့်ရအောင်အိန္ဒိယဘယ်မှာလဲအိန္ဒိယစစ်တပ်ကနေမှဘုံကျဲလိုက်လို့အိန္ဒိယနိုင်ငံကတဲဆုပ်တလုံးမီးလောင်သွားတာဘယ်မှာရှိတယ်လဲတရုတ်ပြည်မှာတရုတ်စစ်တပ်တွေမီးရှို့လိုက်လို့လောင်ကျွမ်းသားတဲ့အိမ်အဆုပ်တလုံးရှိသလားထိုင်းနိုင်ငံမှာထိုင်းစစ်တပ်ကနေမှမီးရှို့လိုက်လို့ပြက်စီးသွားတဲ့ထိုင်းအိမ်အဆုပ်တလုံးရှိသလား ဆိုတော့ဘင်္ဂလားဒေ့ရှ်မှာလည်းထူနီး၎င်းပဲဘင်္ဂလားဒေ့ရှ်စစ်တပ်ကနေမှဘုံကျဲတိုက်ခိုက်လို့ဘေးရွာပျက်စီးသွားတာရှိတယ်လေဆိုတော့ဒီအိန္ဒိချင်းအားလုံးကိုပဲကြည်လိုက်ပါမြန်မာနိုင်ငံကိုအုပ်ချုပ်ချင်နေတဲ့ခွေးနဲ့တူတာဘယ်နိုင်ငံမှာရှိတယ်လဲဘေးကဘာမှာရှိတယ်လဲနင်းတို့ခွေးတွေနဲ့တူတော့ နင်တို့ခွေးတွေလိုမျိုးယွန်းစရာကောင်းတော့အကျင့်စာတဲ့တန်နဲ့ပြည့်စုံတာကဘာမှဘ ᱹ ူမွေးထားတယ်လဲနင်တို့ရဲ့အဖေမေကလွဲရင်ဘဲသူမှမမွေးထားဘူးဒါကြောင့်မြန်မာနိုင်ငံမှာဘဲအိမ်နီးချင်းနဲ့ပဲရှင်ရှင်တကဘာလုံးနဲ့ပဲရှင်ရှင်မြန်မာနိုင်ငံဟာအင်မတန်မှကြဆင်းနေတဲ့နေရာဖြစ်တယ်မြန်မာနိုင်ငံတိုးတက်ခါစားပဲရှိသေးတယ်နင်တို့ တနိုင်ငံလုံးကိုဖျက်ဆီးလိုက်တယ်။မီးတောင်မှမမှန်မရနိုင်တဲ့နိုင်ငံတနိုင်ငံဖြစ်တယ်။ဆိုတော့ပြည်တွင်းပြည်ပပယောကကြောင့်လားနင့်တို့ခွေးတွေဖျက်ဆီးသလားဆိုတာနင့်သားတောင်မသိနိုင်ဘူးလားခွေးချဖို့။နင့်အမေကဘေထရစ်ဆန်နဲ့ပေါင်းဆက်ပြီးတော့နင့်ကိုမွေးထားတယ်လေခွေးချဖို့။ ်ဆိုတော့အခုဒီ88အရေးခင်မှာတောင်းသားဒီကနေမှ Federal Democracy ကို လိုချင်တယ်ဆိုလို့တောင်းခဲ့တဲ့အတွက်ကြောင့်အခုစစ်ခွေးဒီကတော့ Federal Democracy ကို ဖော်ဆောင်နေတာဖြစ်တယ်လို့ခွေးချဖို့ဟောင်းသွားတယ်ဆိုတော့အဲ့အချိန်အခါတုန်းက အခြေအနေပေါ်မှာမူတည်ပြီးတော့2008အခြေခံဥပဒေဆိုတဲ့လက်တလုံးကြားဥပဒေကိုထုတ်ခဲ့တာဖြစ်တဲ့ဒါပေမဲ့အခုတချို့နေရာမှာပြင်ဆင်ရှိတာဖြစ်တဲ့အတွက်ကြောင့်ဒါကိုပြင်ဖို့အတွက်လည်းသူကခွင့်ပြုတယ်တဲ့နင့်တယောက်သေးပဲခွင့်ပြုလို့ရအောင်မြန်မာတနိုင်ငံလုံးနင့်မအေက ပြည်သူစားခံပြီးမွေးထားတဲ့တာသမီတွေမဟုတ်ဘူး နော်2008ဥပဒေကိုနော်သူ့အချိန်အခါပေါ်မှာမူတည်ပြီးမှရေးဆွဲခဲ့တယ်2021နိုင်ငံရဲ့အာဏာကိုရယူခဲ့ပြီးတဲ့နောက်ပိုင်းမှာတော့2008ဥပဒေဆိုတဲ့လက်တလုံးကြောင်ဥပဒေကိုလည်းပြုပြင်ဖို့ရန်အတွက်သူကလည်းသဘောတူညီခဲ့တယ်တဲ့ဆိုတော့2021မှာနိုင်ငံရဲ့တာဝန်ကိုရယူတယ်ဆိုဘသူစီကနင်းကရယူတယ်လဲဘသူကနင်းကိုပေးခဲ့တယ်လဲတောင်းလိုင်းရဲ့တာခွေးဝဲစားကတော့ဒီနေ့ကစပြီးနိုင်ငံတော်ရဲ့အစိုးရဖြစ်တဲ့နိုင်ငံတော်ရဲ့ယာယီ တမရဖြစ်တယ်လို့နင့်ကိုဘသူကဒီနေရာကိုပေးလိုက်လို့2021မှာနိုင်ငံတော်ရဲ့တာဝန်ကိုရယူတယ်လို့နင့်ဘာကြောင့်ဟောင်းတယ်လဲခွေးမေးနိုင်ပြီးတော့အစိုးရဖြစ်မဲ့ပါတီတွေကိုထောင်ချပြီးမှနင်လက်နဲ့အားကိုပြီးတော့ဒီနိုင်ငံရဲ့အာဏာကိုတိမ့်ပိုက်ခဲ့တာနင်မဟုတ်ဘူးလားဘသူကနင်ကိုအာဏာပေးလိုက်လို့2021ကနေမှနိုင်ငံရဲ့အာဏာကိုရယူခဲ့ပြီးတယ်လို့နင်ဘာကြောင့်ပြောတယ်လဲ ဆိုတော့နင့်ကိုဘသူကအစိုးရလို့တတ်မှတ်ခဲ့တယ်လေနင့်ကိုငိုရုံကမလို့ချင်လို့ဒီနေ့နင့်ကိုတိုက်ခိုက်နေတာနင့်မမြင်ဘူးလားမြန်မာနိုင်ငံမှာရှိတော့တိုင်းရင်သားရှစ်မျိုးထဲကနင့်ဟာလူပမာထဲကခွဲထွက်တော့ခွေးဖြစ်တယ်နင့်တို့ခွေးတွေမပါတော့တိုင်းရင်သားရှစ်မျိုးကနေမှနင့်ကိုမောင်းထုတ်နေတာနင့်မသိဘူးလားနင့်ကနိုင်ငံရဲ့တာဝန်ကိုထမ်းဆောင်တဲ့ခွေးတကောင်ဖြစ်တယ်ဆိုလို့ရှိရင်ငိုရုံကနေမှဒီနေ့နင့်ကိုတိုက်ခိုက်နေမလား သူကိုယ်တိုင်လည်းမြန်မာနိုင်ငံငိမ့်ချမ်းတာတွေတိုးတက်တာတွေမြင်ချင်တယ်လို့ပြောတာအစိုးရဖြစ်လာမဲ့ပါတီဒီကိုထောင်ထဲချပြီးမှနိုင်ငံယူလာတဲ့အချိန်ကနေစပြီးတော့မြန်မာနိုင်ငံငိမ့်ချမ်းနေသလားမြန်မာနိုင်ငံတိုးတက်နေသလားနင့်မမြင်ဘူးလားနင့်ရဲ့မျက်စိထဲမှာဘယ်လိုမျိုးခွေးမျက်စိရှိနေသလားဆိုတော့မြန်မာတနိုင်ငံလုံးထဲမှာဘေးနေရမှာများငိမ့်ချမ်းနေသလားနင့်မိသားစုအိမ်ထဲမှာတောင်နင့်ငိမ့်ချမှုရနေသလား နောက်တစ်ခုကတော့နင်းခွေးကိုတိုင်းတိုးတက်တာမြင်ချင်တယ်လို့ပြောရင်ဒီနေ့နင်းလက်ထက်ထဲမှာတီဆောက်ခဲ့တဲ့အိမ်တလုံးရှိသလားခွေးကကျွန်တော်တို့မတုံးရဘူးနော်ဆိုတော့နင်းခွေးကိုတိုင်းငင်းချမ်းရလို့ချင်တယ်တိုးတက်တာလို့ချင်တယ်လို့ပြောတာငင်းချမ်းတယ်ဆိုတဲ့စကလုံးရဲ့အတိတ်ဘယ်ကူရောနင်းခွေးတည်သလား ဘာကြောင့်မို့ငိုရောကတော့သူများရဲ့နိုင်ငံနဲ့ချင်းလို့ရှင် နောက်ကျနေတယ်လေတဲ့နှစ်သားတော်မသိဘူးလားနင့်တို့ကြောင့်နောက်ကျနေတာလေအခုမှတိုးတက်စပြုတ်လာတဲ့နိုင်ငံဒီမိုကရေစီလမ်းကြောင်းကိုတည်တည်လေးရောက်ခဲ့တယ်လူတွေမျက်စိဖွင့်ခါစပဲရှိတယ်တဲ့နင်းမြန်မာနိုင်ငံကို နောက်ပြန်ဆွဲပြီးတော့အခုမြန်မာပြည်တပြည်လုံးကိုဖျက်ဆီးခဲ့တယ်ဒါကိုများ နောက်ကျကြံခဲ့တယ်လေမေးခွန်းရှိတယ်တဲ့နော်ဆိုတော့ဒီထဲမှာခွေးကဘာပြောသွားလဲဆိုတော့ သူကနေတတ်နိုင်တဲ့လောက်လှုပ်ပေးမယ်။ဒါကြောင့်တိုင်းရင်သားတွေကတော့ဖြစ်နိုင်တာကိုပဲတောင်းကြပါလှုပ်ကြပါမဖြစ်နိုင်တာတွေကိုရှောက်တောင်းလို့မရဘူးလို့ပြောတယ်။ဆိုတော့ဒီမြန်မာနိုင်ငံကိုဘယ်သူကပိုင်ထားတယ်လဲ။တိုင်းရင်သားရှစ်မျိုးကပိုင်တာလားနင့်တို့ခွေးတွေကပိုင်တာလား။ကျွန်မတည်တဲ့လောက်ကတော့ပြီးထောင်စုမြန်မာနိုင်ငံတော်လို့ခေါ်တယ်။ဆိုတော့ ပြည်ကိုထောင်ထားတဲ့တိုင်းရင်းသားရှစ်မျိုးကဒီမြန်မာနိုင်ငံကိုတီထောင်ထားတာမဟုတ်ဘူးလားဆိုတော့နင်းတို့ခွေးတွေကတီထောင်ထားတာလားဒီနေ့တိုင်းရင်းသားရှစ်မျိုးကပိုင်ဆိုင်ထားတဲ့ဒီမြန်မာနိုင်ငံကိုဘယ်သူစီမှာတတော်ကဘာအခွင့်အရေးကိုတောင်းရမှာလဲဖြစ်နိုင်တာကိုပဲတောင်းပါလောက်ကြပါလို့ပြောတဲ့အခါမှာဒီနေ့အဲတိုင်းရင်းသားတွေကဘာကိုဖြစ်ချင်နေကြတာလဲဒီနေ့မြန်မာနိုင်ငံမှာအပိုလူဆိုလို့ခွေးတစ်မျိုးပဲရှိတယ် ဒီနေ့ကျမတို့တိုင်းရင်သားတွေဟာကိုယ့်ရဲ့ပြည်နယ်ကိုယ့်ရဲ့လူမျိုးတွေရှိကြတယ်เนาะဆိုတော့ဒီနေ့ငိုတို့ရဲ့အာဏာကိုပိုင်ထားတာဘယ်သူလဲ ဘဒုစီကနဲ့ဘာကိုတောင်းလျှောက်ရမှာလဲအရင်တော့ကတော့နင့်တို့ခွေးတွေဟာမြန်မာနိုင်ငံကိုမပိုင်မသိပေမဲ့လည်းပဲနင့်တို့ခွေးတွေနဲ့စကားမများချင်ဖို့ရံမဖြစ်ချင်တဲ့အတွက်ကြောင့် NCA ဆိုတဲ့စာချုပ်ကိုကျတော့ချုပ်ဆိုခဲ့ကြတယ်အစိုးရအနေနဲ့တကယ်ဆိုလို့ရှိရင်ဒီအစိုးရဆိုတာဟာလေဒီတိုင်းရင်သားပါပဲနော်မြန်မာနိုင်ငံရဲ့အစိုးရတွေဟာဒီတိုင်းရင်သားက လူတွေဖြစ်တဲ့အတွက်ကြောင့်ဒီတန်းရင်သားတွေနဲ့ဖွဲ့စည်းထားတဲ့ဒီအစိုးရနဲ့အစာချုပ်ချုပ်ဆိုခဲ့ကြတယ်။ဒါပေမဲ့နင့်တို့ခွေးတွေဟာတမူထူးခြားပြီးတော့ငတို့ဗမာလူမျိုးတွေပဲမြန်မာနိုင်ငံကိုပိုင်တယ်။ငတို့ဗမာလူမျိုးပဲပဲဌာနတိုင်းရဲ့ အာနာကိုပိုင်ဆွဲရမယ်ဆိုတဲ့မူဝါဒကိုနင့်တို့ခွေးတွေကနေမှကျင့်သုံးတယ်ဒါကြောင့်မို့ပဲဒီချင်းအမျိုးသားကနေမှဒုတိယတမဒဖြစ်လာခဲ့တဲ့အခါမှာမြန်မာနိုင်ငံရဲ့အစင်အဆက်ကိုကြည့်တဲ့အခါမှာဗုဒ္ဓဘာသာဒီပဲအုပ်ချုပ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်ဒီခရီးယန်ဘာသာတဝန်လာလို့ရှိရင်မလွယ်ဘူးဆိုပြီးမှနင့်တို့ဟန်နရီဘန်တီယိုကနေမှဒုတိယတမဒဖြစ်လာခဲ့တဲ့အခါမှာဘာသာရေးကိုခုတုံးလို့တော့မပါတာတွေဘလောက်អော်ခဲ့တယ်လဲ ဒါဒီက NCA ရဲ့အခြေခံဥပဒေဒီအမျိုးသားတန်းသူရဲ့အခွင့်အရေးကိုနင့်တို့ကင်ခဲ့သလားဘယ်နိုင်ငံမဆိုနိုင်ငံသားကရှိတယ်ဒီနိုင်ငံသားကထဲမှာ နာမည်ပါတယ် ကြားမှာပါခဲ့တယ်ဘေမြို့နေမှာနေတယ်လေဆိုတာပဲပါတယ်ဒါပေမဲ့မြန်မာနိုင်ငံမှာထူးခြားတာကတော့ဘာလူမျိုးလဲဘာဘာသာကိုကိုယ်ကိုယ်တယ်လေဆိုတာထည့်လိုက်တယ်ဒါကြောင့်မို့ဒီနေ့ကျမတို့နေရတကားကိုဒီမတ်ပုံတင်ပြလိုက်တဲ့အခါမှာ DSA ကိုတက်မယ်ဆိုလို့ရှိရင်လည်းပဲဒီမတ်ပုံတင်ကိုထည့်လိုက်တဲ့အခါမှာဟာဒါကတော့ခရီးယန်ဘာသာဖြစ်တယ်ဒါကတော့ကချင်လူမျိုးဖြစ်တယ်ဒါကြောင့်မို့ဒီလူကိုတော့ဒီနေရာမှာမထားရဘူးဆိုတဲ့စီမင်းစီကန်တွေဟာငါတို့မြန်မာနိုင်ငံရဲ့မတ်ပုံတင်ကနေမှခွဲခြားလိုက်တယ်ဒါ ါကြောင့်ဒီမြန်မာနိုင်ငံရဲ့မတ်ပုံတင်ဟာနိုင်ငံသားစစ်ဆေးရေးပဲဟုတ်ပဲနဲ့ဒီမတ်ပုံတင်အဖြစ် ကျတော့ကိုလူမျိုးရေးခွဲခြားလိုက်တယ်ဘာသာရေးခွဲခြားလိုက်တယ်ဒီမတ်ပုံတင်ကြောင်းဒီမတ်ပုံတင်ကိုကင်ဆောင်တဲ့သူဒီဟာဒီနေရာမှာအထွတ်ထိပ်မရောက်တင်ဘူးဆိုမှ ခွဲခြားလိုက်တယ် NCA ရဲ့အခြေခံမှုဖြစ်တဲ့ done to အခွင့်ရေးဆိုတာပဲမလဲသူကတော့တော့နိုင်ငံတော်ရဲ့အာဏာကိုရယူခဲ့တယ်လို့ပြောပြီးတယ်နောက်ပိုင်းမှာဘယ်သူမှမပေးဘဲနဲ့ရတော့ယာယီတမရကိုသူဒီခွေးချဖို့ကနေမှရယူထားတယ်ကိုကိုတိုင်းလည်းအစိုးရမဟုတ်မှလည်းတည်တယ် ဒါတော့မှအခုနင်ကြိုက်တယ်လို့ဘယ်နဲ့ကတော့ဘာဥပဒေထုတ်လိုက်တယ်ဘယ်နဲ့ကတော့ဘာဥပဒေထုတ်လိုက်တယ်ဆိုပြီးမှဥပဒေမျိုးစုံကိုနင်းထုတ်နေတယ်အခဏတော့ကသူပြောသွားတယ်ဒီတိုင်းရင်းသားတွေလိုအပ်တဲ့အရာတွေအားလုံးကိုလွတ်တော်မှာပြောတာဟာအကောင်းဆုံးဖြစ်တယ်လို့ပြောတာလွတ်တော်မလိုဘူး KIA ဒီဘာလို့ချင်းတယ်လဲအိုးသူတို့ကတော့သူတို့ရဲ့ကချင်းပြည်နယ်ထဲမှာသူတို့အုပ်ချုပ်ချင်တယ်ဟုတ်ပြီနင်တို့ KIA ဒီဘက်ကနေမှာအုပ်ချုပ်လိုက် ဆိုတော့ကချင်ပြည်နယ်မှာနေထိုင်တော့တိုင်းရင်းသားတွေအားလုံးကနေမှသူတို့ကြိုက်တဲ့အစိုးရကိုသူတို့တီထောင်သွားလိမ့်မယ်ထို့နည်းတူပဲကရင်လိုမျိုးတွေချင်းလိုမျိုးတွေရခိုင်လိုမျိုးတွေရှမ်းလိုမျိုးတွေအညာဗမာလိုမျိုးတွေအားလုံးဟာသူတို့နဲ့သက်ဆိုင်တော့ အစိုးရကိုသူတို့ဖွဲ့သွားမယ်ဒါကိုပဲဒီနေ့တိုင်းရင်သားရှစ်မျိုးကဒါကိုလိုချင်တယ်နင့်တို့ခွေးတွေပါလိုချင်တယ်လားမြန်မာတနိုင်ငံလုံးကိုလက်ဝကြီးအုပ်ချင်တယ်မြန်မာနိုင်ငံတနိုင်ငံလုံးမှာငရုဗမာတွေပဲအဲလူမျိုးကြီးဖြစ်တယ်ငရုဗမာတွေပဲအုပ်ချုပ်ရမယ်ငရုဗမာတွေပဲဌာနတိုင်းမှာအကြီးအကဲဟာငရုဗမာလူမျိုးပဲဖြစ်ရမယ်ဆိုတော့ခွေးရိုးပြန်ယောဂာနဲ့ဒီမြန်မာနိုင်ငံကိုအုပ်ချုပ်လာတဲ့အတွက်ကြောင့်ဒီနေ့မြန်မာနိုင်ငံမှာရှုပ်ရှက်ခတ်နေတယ်ဒီခွေးစိတ်တတ်တာပျောက်ခဲ့တယ်ဆိုလို့ရှိရင်မြန်မာ နိုင်ငံဟာဘာစာချုပ်မှတောင်းမလို့ဘူးငြိမ်းချမ်းပြည်တာဖြစ်သွားပြီဖြစ်ချင်တာကိုပဲပြောပါဖြစ်တင်တာကိုပဲပြောပါဆိုတာဒါပဲလေဖြစ်တင်တာကိုပြည်နေမှာကိုအုပ်ချုပ်မယ်ကိုတိုင်းမှာကိုအုပ်ချုပ်မယ်ဒါကဖြစ်တင်တဲ့အရာနဲ့ဖြစ်ရမယ့်အရာဖြစ်တယ်ဒီထက်ပိုပြီးတော့နင့်တို့ကဘာကြောင့်ဒီလွတ်တော်ထဲမှာပြောချင်နေကြလဲအရင်တော့ကလူပမာတိုင်းရင်သားတွေမပါတဲ့အချိန်မှာတခြားတော့တိုင်းရင်သားတွေဟာနင့်တို့ဟာတော်လန်တယ်လို့ပြောလို့ရတယ်ဒါပေမဲ့ဒီနေ့မြန်မာတပြည်လုံး 答应他，信苗，往住阿拉边。大道嘛，慢慢来啊！哥，你都熬成的哈，慢的啦，慢的啦！你们快着打步了，快几步！哥哥哥，你那套鞋我不带过，表链不一样多，俺都好多年的，除了斯卡皮罗嘛没表呢。 ဒီနိုင်ငံထဲမှာနင်းအုပ်ချုပ်တာမဟုတ်ဘူးနင်းအမေကတိုက်တဲ့ယောက်ျားနဲ့ယူပြီးမှမွေးထားတဲ့ကလေးတွေမဟုတ်ဘူးမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေကဒါကြောင့်2008ဥပဒေတချို့တွေပြောင်းလဲဖွင့်တော့ငါသဘောတူညီတယ်ဆိုတော့စက်တရေတုံးတဲ့စကားဘယ်တော့မှနင်းရဲ့ပါစပ်ထက်ကနေမထွက်နဲ့ဘယ်တော့မှလူတွေကိုမပြောနဲ့နော်ဆိုတော့အခုကျမတို့နောက်တရေတပုတ်နေနေလဲဗီဒီယိုတော်တော်လေးကိုနားထောင်ကြည့်ရအောင်နော်တော်လိုင်းကြီးဆိုတဲ့ဟာတွေစန့်ကျင်ကြီးဆိုတဲ့ဟာတွေကြောင့်မလို့စာတင်ချောင်းကြီးအကန့်အသတ်မရှိ ိတ်လိုက်ရတယ်ဆိုမကောင်းပါဘူးဒါနိုင်ငံအတွက်နှိမ့်နာမှုဖြစ်ပါတယ်ပြည်သူအလုံးအတွက်နှိမ့်နာမှုဖြစ်ပါတယ်ဘာပဲလှုပ်ရလှုပ်ကြပေါ့နော်မိမိနိုင်ငံမှာရှိတဲ့နဲ့အခြေခံကျင့်ဝတ်တရားတွေမိမိနိုင်ငံမှာရှိတဲ့နဲ့အခြေခံပညာရေးကျန်းမာရေးလူမှုရေးတွေတော့မထိခိုက်ဖို့လိုတယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဆိုတော့အခုဒီဗီဒီယိုထဲမှာတကယ်ဆိုလို့ရှိရင်တော့ဇော်မဲလေးပြောသွားတာဒီအရှိပဲဒါပေမဲ့ဒီထဲကနေမှကိုလိုချင်တဲ့အပိုင်းကိုပဲဖြတ်ယူထားတာဖြစ်တယ်ဆိုတော့အခုဒီထဲမှာ तू ပြောသွားတာဟာ တော်လာရဲကြောင်နိုင်ငံရဲကိုစန့်ကျင်တိုင်တဲ့အတွက်ကြောင်ကျောင်းတွေပိတ်လိုက်တာမျိုးကတော့လုံးဝမလုပ်သင့်ဘူးပြီးလို့ရှိရင်ဒီတော်လာနေရဲတွေကြောင်နိုင်ငံအတွက်ပြည်သူလူထုတွေအတွက်နစ်နာမှုတွေအများကြီးရှိခဲ့တယ်ဒီတော်လာရဲတွေကြောင်နိုင်ငံရဲ့အခြေခံကြတဲ့ပညာရေးလူမှုရေးစီးပွားရေးတွေကိုထိခိုက်တယ်လို့ပြောတဲ့အခါမှာဒီနဲ့အာဏာကိုရင့်မုန်းခဲ့တော့နင်တို့ခွေးတိုက်တွေကြောင်မြန်မာနိုင်ငံရဲ့အကြောင်းကိုဘုဒ္ဓဘုံကျဲတိုက်ခိုက်ခဲ့တယ်လေ လူမှုရေးလို့ပြောတဲ့အခါမှာလည်းဘယ်မှာကျတို့တော်လိုင်းရေးတွေပွဲလုံနိုင်တာရှိတယ်လဲဘာသာရေးကိုကျွတ်ပြောမယ်ဘာသာရေးအแทမှာတောင်မှဗုဒ္ဓဘာသာကိုပြောမယ်ဗုဒ္ဓဘာသာအแทမှာတောင်မှ ခွေးတွေရဲ့ဗုဒ္ဓဘာသာနဲ့ဒီနဲ့လူ တိုင်းရင်သားတွေကိုကိုွယ်နေတော့ဗုဒ္ဓဘာသာကြွားထားတယ်။အခုနင်းတို့ခွေးတွေခွင့်ပြုထားတဲ့နေရာမှာတစောင်းတိုင်းတွေကြိုက်တယ်လို့လုံးလုံးရတယ်။မီးထွန်းပွဲတွေလုံးလုံးရတယ်။တကြမ်းတွေကိုကြိုက်တယ်လို့လုံးလုံးရတယ်။ဥပုပ်တွေလုံးလုံးရတယ်။ဒါပေမဲ့ဒီနဲ့လူတိုင်းရင်သားတွေလုံနေတဲ့တကြမ်းဆိုလို့ရှိရင်လည်းဥပုပ်ဆောင်တဲ့နေရာမှာနင်းတို့ဘုံကျဲတိုက်ခိုက်တယ်။ဖုန်ကြီးကျောင်းဒီမှာနင်းတို့ဘုံကျဲတိုက်ခိုက်ခဲ့တာတွေလုတ်ခဲ့တယ်လူတွေမင်္ဂလာဆောင်လို့ရှိရင်ဘုံကျဲတိုက်ခိုက်တယ်လူတွေ အလူလုတ်တယ်ဆိုလို့ရှိရင်နင်းတို့ဘုံကျဲတိုက်ခိုက်တယ်နင်းတို့ခွေးတွေလုတ်တဲ့နေရကလွဲရင်ကြံတဲ့လူတွေကိုကိုွယ်တဲ့ဘာသာတွေကိုနင်းတို့ဘာလုတ်ခဲ့တယ်ဗုဒ္ဓဘာသာနာမည်တူတာတောင်မှနင်းတို့ကိုကိုွယ်တဲ့နေရနင်းတို့လုတ်တဲ့နေရကလွဲရင်ကြံတော့ဗုဒ္ဓဘာသာတွေလုတ်တဲ့ပွဲတိုင်းကိုနင်းတို့ဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတော့ဒီနဲ့တော်လန်ရဲဆိုတဲ့နေရထဲမှာတောင်မှနင်းတို့လိုမျိုးအာနာယူတော့ခွေးတိုက်ချောင်းမြန်မာနိုင်ငံကပညာရေးစီးပွားရေးလူမှုရေးတဲ့ ကုန်ပျက်စီးသွားခဲ့တယ်။ဆိုတော့ဒီလိုမျိုးခွေးတရိုက်ကြောင့်ပျက်စီးနေတဲ့အချိန်မှာပဲဒီခွေးတရိုက်ဒီရဲ့ မစင်နန့်ကိုရှူဆိုင်နေတော့ဘောမာဒီကြောင့်လေဒီနေ့မြန်မာနိုင်ငံဟာပြက်စီးခဲ့ရတယ်ဒါဒီကိုနင့်တို့မမြင်လို့ပဲဒီ NCA ဆိုတာဟာရက်ခဲပါတယ် NCA ဆိုတာမလွယ်ပါဘူးလို့ပြောတယ် NCA ဟာလွယ်လွယ်လေးပဲလူသားဖြစ်တယ်ဆိုလို့ရှိရင် NCA ဆိုတာဟာလွယ်လွယ်လေးပဲဘာကြောင့်လဲဆိုတော့ NCA ရဲ့အခြေခံမူအကိုမှလွယ်လွယ်လေးပဲ down to အခွင့်အရေး Federal Democracy ရရှိဖို့ရအတွက်ခြေလှမ်းဖြစ်တဲ့ မျိုးသားတန်းတူခွင့်ရအမျိုးသားတန်းတူအခွင့်ရဆိုတာဟာနစ်လဲလူပဲငါလဲလူပဲနစ်လဲသမင်းစားချင်တယ်ငါလဲသမင်းစားချင်တယ်ဆိုတော့နစ်လဲပတ်စံလို့တယ်ငါလဲပတ်စံလို့တယ်ဒီတဲ့အပေါ်မှာမူတည်ပြီးတော့အလုံးဟာ လူကိုလူလိုမြင်ရမယ်အစားနင်းတို့ခွေးတွေဟာငါတို့ဟာလူမျိုးကြီး ငိုရုပဲအုပ်ချုပ်ရမယ်နေရတကာထဲမှာငိုရုပဲခေါင်းမော်ထိုင်ရမယ်ဆိုတဲ့ခွေးစိတ်တတ်တီကြောင့်ဒီနေ့မြန်မာနိုင်ငံမှာတိုင်းရင်သားရှစ်မျိုးကနေမှတယောက်တကြစီဘဲယူတဲ့ဥစ္စာကိုနင့်တို့ခွေးတွေရှစ်ချက်လိုချင်လို့ပဲဒီပြဿနာဖြစ်ခဲ့တယ်နိုင်ငံမပြောနဲ့အိမ်ထောင်တစ်ခုထဲမှာတောင်မှတန်းတူအခွင့်ရရှိတယ်ဆိုတဲ့ဥစ္စာမမြင်ဘဲနဲ့ပိုကြော့ချင်တဲ့သူရှိခဲ့ရင်အိမ်ထောင်ဟာပြိုလဲတယ်ထို့နည်းတူပဲနိုင်ငံဆိုရင်ပိုဆိုးသွားတာပေါ့ เนาะဒါကြောင့်နင်းတို့ခွေးတွေကတာခွေးကောင်းဖြစ်ခဲ့တယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံဟာဘာသာချုပ်မှမလို့ဘူးငြိမ်းချမ်းပြည်သားဖြစ်တယ်နင်းတို့ကတာခွေးကောင်းစိတ်တစ်ခုအထဲဝင်လာခဲ့ရင်မြန်မာနိုင်ငံကငြိမ်းချမ်းပြည်သားဖြစ်တယ် NCS အချုပ်ဟာ ခွေးတွေအတွက်ခက်ပေမဲ့လူတွေအတွက်ကလွယ်လွယ်လေးပဲဆိုတော့ကို မမေ့ကြပါနဲ့เนาะပြည်သူတွေအားလုံးကြမ်းမပြောရှိကြပါစေ